တနေ့ကျွန်တော်တငယ်ချင်းလူကတ်အခန်းထဲကိုမောပန်းတကြီးပြေးဝင်လာတယ်။အသက်တောင်မရှူနိုင်ပဲစကားဆပြောတယ်။ဟေးမင်းတို့တရင်တစ်ခုကိုကြားပြီးပြီလား။အရင်တနေ့ကငါအိမ်နာချင်းရဲကိုဖုန်းဆက်ခေါ်ခဲ့တယ်။ရဲကိုဘာတစ်ခုမှမပြောဘဲသူ့ရဲ့တီးနေရာပဲပြောခဲ့တယ်။ရဲသူ့အိမ်ရောက်သွားတဲ့ချိန်အဲ့လူကယေရှုကန်းထဲမှာခေါင်းပြက်နေတဲ့အနေထားနဲ့တည်နေခဲ့တယ်။ဖုန်းကိုလည်းလက်ထဲမှာကင်ထားသေးတယ် မင်းပြောတာတကယ်လားလူကတ်ဒါကြီးကအတော်ကြောက်စရာအဖြစ်ပြက်ကြီးပဲအဲ့ဒါရေးကြီးတာကအဲ့ကောင်းပြက်ကြီးကိုဝှေ့ချိန်ကြီးရှာလုံးတွေ့သေးဘူးတဲ့အဲ့နီနာပဝင်းညင်ကလူတို့ရှိုးကတော့လဲသမားတယောက်ခင်းခွာကြီးထိမ့်မှာခေါင်းလိုအရာတစ်ခုကိုထိုးပြီးအနီနာကတော်တဲ့ကိုဝင်သွားတာတွေ့ခဲ့တယ်လို့ပြောတယ်ကြားတယ်သူတို့အဲ့တုန်းကထင်တာကတိရစ္ဆာန်တကောင်းကောင်းရဲ့ဥကောင်းထင်ပေမဲ့ဒီအိမ်သားမှာတွေ့တာဆိုတော့အဲ့ဟာအဲ့လူရဲ့ဥကောင်းမဖြစ်မဲလို့ပြောတယ် ဒီပြဿနာကြီးကလန့်နေကြီးပဲကွာဟောလိုဝင်းကလည်းဝေးသေးတယ်ဘွာပေါ်မှာသူ့တဲ့ရက်ဆက်တဲ့လူရှိနိုင်မှာမလားကွာအရန်ကြီးမစိုးရင်မှလည်းကွာလူတက်သမားနဲ့မင်းတွေ့ရင်မင်းရုပ်ဆိုးတဲ့မျက်နှာကြီးကိုပြလိုက်ဒါဆိုမင်းကောင်းကိုဖျက်လောက်တော့ပါဘူးကွာလူကတ်မင်းဒီလိုရှင်နေကြီးမှာငါ့ကိုစနေနိုင်သေးတယ်ပြေးပါကွာစတာပါကျွန်တော်တို့စေကျော်တက်ရည်ရွယ်မှာဒီလိုပြဿနာကြီးတွေကိုပေါ်သေးသေးလို့စိတ်ထဲမှာပဲထားကြတယ် ဒါပေမဲ့အကုန်လုံးရဲ့စိတ်ထဲမှာတော့ကြောက်နေကြမှထင်တယ်။အဲ့ဒီညကျွန်တော်ကြောက်ကြောက်နဲ့အိတ်မကြံတော့အခန်းပရင်ပေါက်ကနေကြီးကန်းတစ်ကောင်ရဲ့တန်းကြောင့်အိတ်ဖို့အရန်ခတ်နေခဲ့တယ်။ကျွန်တော်လည်းစိတ်တို့နဲ့စောက်ကြီးကန်းဇက်ကိုပိတ်ထားစမှာကွာ။မင်းထောက်အော်ရင်မင်းလေဘင်းကိုလာညစ်မယ်လို့ကြိမ်းလိုက်တယ်။ပရင်ပေါက်နာကနေညင်သားတဲ့တန်းကူကတုံ့ပြန်တယ်။ဖြစ်နိုင်တာတကူကမင်းလေဘင်းကိုလည်းမင်းကူးဆိုင်တင်နေတော့တဲ့။ ကျွန်တော်လည်းအတန်းလာရပြတယ်မောက်စီကိုအတင်းပြေးပြီးအပြင်ဘက်ကိုကြည့်လိုက်တယ်။မိရင်ကိုတစ်ဖက်ခရင်ကွားကိုတစ်ဖက်ကင်ထားတဲ့မျက်နှာကိုဖုံးထားတဲ့စားချောက်ရုပ်လိုလူကိုတွေ့လိုက်ရတယ်။ငါရန်ကိုကြောက်လန့်အားတကြီးနဲ့ငါပါဇက်ကနေအတန်းကြဲကြီးအောင်မိသွားတယ်။ထိုလူကြီးကကျွန်တော်ရင်ရဲ့ပြတင်းပေါက်ကိုခွင့်ပြီးအိမ်ထဲကိုဝင်လာတယ်။မင်းရဲ့တန်းကရန်ကိုကြဲတယ်။မင်းရဲ့ကောင်းကငါဖျက်မယ်လို့ချိန်သွားတယ်။ကျွန်တော်လည်းရှုံတဲ့တခုကိုလှမ်းပြပြီးအဖေတို့အခန်းချီရောက်ကိုမြန်ပြေးပါတော့တယ်။ ဘေးကလည်းတန်ကြားကြချင်းသူ့ရဲ့တနတ်ကိုကမ်းပြီးပြေးထွက်လာခဲ့တယ်။အဖေကိုတွေ့ရနဲ့အဖေကျွန်တော်ကိုစားကြောက်ရုပ်ကြီးတစ်ကောင်က လိုက်တက်နေတယ်လို့ငိုပြီးပြောခဲ့တယ်။အဖေလည်းကျွန်တော်အခန်းကိုမြန်ပြေးသွားပြီးထိုလူတက်ကောင်ကိုတနတ်နဲ့ပြစ်ဖို့လုပ်တဲ့အချိန်ဂရင်းပေါက်ကနေဖြတ်ပြေးသွားခဲ့တယ်။နောက်တနေ့ကျွန်တော်ကြောင်းကနေပြန်လူကတ်နဲ့ဆုံခဲ့တယ်။ဟေ့အောင်မင်းမင်းညကငါ့ကိုစားကြောက်ရုပ်ဝတ်ဆောင်နဲ့လာလျှောက်သေးတယ်မလား။ လူကကအားအားကြီးနေမင်းကဘာလာပြောနေတာလဲဟုတ်တော့လဲဟုတ်ပါတယ်ဘလို့ပဲကြည့်ကြည့်လူကတော့မဖြစ်နိုင်ဘူးသူ့ခန္ဓာကိုယ်ကပိန်သေးသေးဒါဆိုသူမဟုတ်ရင်မင်းညကလူကဘသူဆိုတာကိုကျွန်တော်တိကျသိရင်ခဲ့တယ်အေးအချိန်မှလူကကရုပ်ပြီးနေကျွန်တော်ကိုစတင်စကားပြောတယ်မင်းကကလေးလားအဲ့လူသက်သမားမင်းအိမ်နဲ့ဝင်လာတဲ့ဆိုသူ့မျက်လုံးလေးကိုလက်နဲ့နှိုက်ပြီး သူ့ရဲ့ဘောကိုရှီတော့နဲ့ကန်ပေးလိုက်။အကြမ်းထဲမှာမှဆက်တဲ့မျက်နှာကိုတုံးချက်လောက်ကိုးပေးလိုက်။ပြီးရင်သူ့ကိုဆင်းမင်းမယ်။ဒါတော့လိန်နေသေးရင်သူ့ကိုခွဲစိတ်ခံတဲ့မှာဖင်ကိုတဆုံးထိလေးကိုးသိမ့်ပြမယ်လို့ပြောလိုက်တယ်။သူ့စကားကြောင့်ကျွန်တော်ဘာမှကိုပြန်မပြောနိုင်တော့ဘူး။ရဲနှင်းငယ်ကြာပြီးတဲ့အချိန်မှာလူကတ်ကိုကြောင်းမှမတွေ့ရတော့ဘူး။ပြီးတော့အတန်းမှန်ဆီမဆီကနေဝမ်းနဲ့တရာတည်င်းတစ်ခုကိုကြားခဲ့ရတယ်။အဲ့ဒါကတော့မင်းညကပဲလူကတ်ဆုံးသွားခဲ့တယ်။ သူ့ရဲ့ခန်းထဲမှာခေါင်းပြက်ပြီးသိသုံးနေတာကို တွေ့ခဲ့ရတယ်။သူ့ရဲ့ပိုက်မှာလည်းခရင်ကြီးကြီးတွေနဲ့ထိုးခံထားရသလိုအပေါက်ရည်အများကြီးကိုတွေ့ခဲ့ရတယ်။ဒီပြင်ကူးချိန်အထိသူ့ရဲ့ဥကောင်းကိုရှာမတွေ့သေးဘူးတဲ့။ဒါတော့သူ့အိမ်ကြီးချင်းတွေကရဲကိုဖုံးစက်ခွန်မှတိခဲ့ရတာတဲ့။နောက်နေ့မှာတော့ရဲကားထဲမှာခေါင်းပြက်ပြီးသိသုံးနေတဲ့ရဲမှူးကြီးလောင်းကိုထတ်တွေ့ရတယ်။ဒီမှုမှာတော့ ရဲကားတွေက CCTV မှတ်တမ်းရှိုးကနေဖြစ်ခဲ့တဲ့အခင်းပုံစံကိုမြင်ခဲ့ရတယ်။ဒီဗီဒီယိုကိုကျွန်တော်တို့သားဖားနဲ့အတူကြည့်ခဲ့ကြတယ်။ဗီဒီယိုဆလာလာခြင်းမှာမလုံးမနားမခံနိုင်တဲ့အတန်တွေကိုစကြားခဲ့ရတယ်။လူနှစ်ယောက်ရဲ့ငင်းခုန်နေတဲ့အတန်ခဏအကြောင်ရဲမှူးကြီးစပြောတဲ့အတန်ကိုကြားရတယ်။မင်းကကိုအခုကောင်းဖြတ်ပြီးတတ်လိုက်မယ်ဆိုရင်မင်းကိုလူတွေလိုက်ရှာလိမ့်မယ်။အေးအဲ့လိုမှမဟုတ်ပဲငါ့ကိုလွတ်ပေးမယ်ဆိုရင်မင်းကမပြည့်ခဲ့ဘူးလို့မှတ်ယူလိုက်မယ်။ ပြီးတော့လေဒီအကြောင်းတွေကိုဘယ်သူမှပြန်မပြောဘူးဆိုတဲ့အတန်ကိုကြားရတယ်။အဲ့ဒီနောက်အော်တန်ကြီးတစ်ခုနဲ့အထူးမြေပေါ်ကိုရဲမှုရဲခေါင်းပြက်ကြီးပြုတ်ကျသွားတာကိုမြင်ခဲ့ရတယ်။အဲ့နောက်တော့အဲ့လူသမားရဲ့ပုံစံတိုင်းခေါင်းကိုခရင်ကွားမှာထိုးပြီးတိုးထဲကိုပြေးဝင်သွားတယ်။ဒီကွင်းသက်လူသမားမှုမှာရဲတွေပြင်စစ်သားတွေပါဝင်ရောက်ရှာဖွေခဲ့တယ်။ဒါပေမဲ့လည်းအဲ့လူသမားကိုရှာမတွေ့ခဲ့ဘူး။လူတို့ရှိုးကလည်းပြောကြတယ်လူသမားရဲ့မျက်နှာကိုသူတို့မြင်မှုပါတယ်တဲ့ လူတချို့ကလည်းပြောကြတယ်လူသမားကဘာလုပ်လဲဆိုတာသူတို့သိပါတယ်တဲ့လူတချို့ကလည်း online ပေါ်မှာငါကလူသမားပါပေါ့ဒါပေမဲ့အဲ့ဓာဒီအကုန်လုံးကအလိန်နေပါရဲမှုတိတ်ဆုံးပြီးတဲ့နောက်မှာအဲ့လူသမားရဲ့နောက်ထပ်အမှုတွေကိုထပ်မတွေ့ရပါဘူးဘာတမ်းမှလည်းမကြားရတော့ဘူးဒလန်လေးကတော့ဒီမှာနေပြီးပါဦးလीကျွန်တော်ရဲ့ horror story ကိုနှစ်သိမ်းကျွန်တော်ရဲ့ horror by channel လေးကို like and subscribe lúc bị to cho